်မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ဆိုင်ကလုန်းမုန်တိုင်းတဲ့အမှတ်စဉ်36မြင်းဆောင်2025ကိုထုတ်ပြန်ပေးခြင်းပါတယ်2025ခုနှစ်နိုဘာ28ရက်နေ့ဒီနေ့မြမစံတော်ချိန်မွန်းတက်12နာရီချိန်ထုတ်ပြန်ကြမှာတော့ဆိုင်ကလုန်းမုန်တိုင်းဒေဝအခြေအနေကတော့ဒီနေ့မြမစံတော်ချိန်မနက်10နာရီခွဲချိန်တိုင်းထွာချက်တွေရမင်္ဂလာပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်စပ်ရရှိတဲ့ တရီလင်္ကာနိုင်ငံကမ်းခြေမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းတဝါကတော့မြောက်အနောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့တရီလင်္ကာနိုင်ငံထရီကိုမာလီမြို့အနီးကိုဖျက်ချော်လျက်ရှိနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါကတော့မြန်မာနိုင်ငံကိုကိုကျွန်းရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း100မိုင်ကန်နဲ့အိန္ဒိယနိုင်ငံပူရူချယ်ရီမြို့ရဲ့တောင်ရှိတောင်ဘက်ရေမိုင်း235မိုင်ကန်ကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကဥတီရွေးရှာမဲ့အခြေအနေရှိလို့ဝါရအောင်စင်လို့သတ်မှတ်ထားပါဗျ။ ဆိုင်ကလုံးမုန်တိုင်းတဝါရဲ့ဒီနေရာဘုံချက်လီပီအာနဲ့လေတိုင်းနှုံးကတော့ဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါကတော့မြမစံတော်ချိန်စင်တိုင်းခွဲချိန်မှာမျောလက်တီကျူ8.2ဒီဂရီနဲ့အရှိလောင်ကြီးကျူ81.1ဒီဂရီမှာတည်ရှိပြီးတော့ဘုံချက်လီပီအာကတော့998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုံးကတနအီကို55မိုင်နှုန်းကဖြစ်ပါတယ်။နောက်82နှစ်အတွင်းခမန်းချက်မှာတော့ဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့တိရိလင်္ကာနိုင်ငံအရှိပိုင်းကမ်းခြေဒေသတွေနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့ ်ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတွေကို ဆက်လက်ဖြတ်ကျော်ကအိန္ဒိယနိုင်ငံတမဲနာဒူမြောက်ပိုင်းကမ်းခြေနဲ့အန်တာပရာတစ်တောင်ပိုင်းကမ်းခြေတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။သတိပေးနှိုးဆော်ချက်အနေနဲ့ကတော့အဆိုပါဆိုင်ကလုန်းမုန်တိုင်းတင်ဝါရဲ့အရှင်ကြောင့်မြမပင်လေပြင်းမှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြင့်ကတော့မြမကံရန်တလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းမှာတော့6ပေကနေ10ပေကရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့ဆိုင်ကလုန်းမုန်တိုင်းတင်ဝါရဲ့အရှင်ကြောင့်ပြည်တွင်းလေကြောင်းပြန်တိုက်ရင်မိုးတမောက်ကွေမွန်တဲနိုင်ကံရန်တလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းမှာရှိတဲ့ကမ်းနီကမ်းဝေငါးဖိုင်ရင်ရင်နဲ့သင်းမောတဲ့အနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့အကြံပေးလာတာဖြစ် ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ AR တိုင်းမှာ Nova 28ရက်ကနေဒီဇင်ဘာ3ရက်အထိမူလဥတာခမ်းမ်းချက်ကိုဖော်ပြပေးကြပါရယ်ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေတုမငြိမ်သက်မှုအခြေအနေကတော့ကပ်လီပင်လယ်ပြင်တောင်ပိုင်းမလက္ခဏာရေလက်ကြမှာဖြစ်ပေါ်လျက်ရှိတဲ့မွန်တိုင်းငယ် depression ကတော့ cyclonic storm cyclone မုန်တိုင်းဆန်ရဖြစ်လာပြီးတော့အင်ဒိုနီးရှားနိုင်ငံဆူမထရာကျွန်းကိုဖျက်ချော်ဝင်ရောက်ပြီးတဲ့နောက်နိုဘာ26ရက်ညမှာအပြော့ပြက်ပြဲတော့မှာဖြစ်ပါတယ်။ကပ်လီပင်လယ်ပြင်တောင်ပိုင်းမလက္ခဏာရေလက်ကြား ဆိုင်ကလုန်းစ်တောင်ဆန်ရာကိုစိုးရိမ်စရာမလိုတော့ကြောင်းဖော်ပြခဲ့ပြီလည်းဖြစ်ပါတယ် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတိရိလင်္ကာနိုင်ငံတောင်ပိုင်းကလေပြည်အာနယ်ရောင်ဝန်96ပြီကတော့တိတာထင်ရှားတဲ့လေပြည်အာနယ်ရောင်ဝန်ဖြစ်ပြီးတော့ဒီကမှတက်စင်း24နာရီတည်းမုန်တိုင်းငယ် depression ဖြစ်ပုံမူအားကောင်းလာပြီးတော့မြောက်အနောက်မြောက်ဖက်ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းစီကိုဆက်လက်ရွေးရှားပါမယ်။တောင်တိုးပင်လယ်ကလေပြည်အာနယ်ရောင်ဝန် 33W ဖိလစ်ပိုင်အမည်ဘာဗီနာကတော့အနောက်အနောက်မြောက်အရက်ကိုဆက်လက်ရွေးရှားလျက်ရှိပြီးတော့ဂျပန်နိုင်ငံကပေးတဲ့အလှည့်ကျအမည်ကိုတိုရရှိပြီးတဲ့နောက်အားကောင်းတဲ့အပူပိုင်းမုန်တိုင်း subtropical storm ဖြစ်ရှိနေ င်းပြီးတော့အနောက်ဘက်ပြင်းထန်ကမ်းခြေဘက်ကိုဆက်လက်ရွေးရှာရင်ကနေ26ရက်ညမှာတော့ကက်တဂိုရီ1တိုင်ဖုန်မုန်တိုင်းဖြစ်လာပါမယ်။ တိုင်ဘုံမောင်နိုင်ကိုတို့33 W ကတော့ဒီဇင်ဘာ1ရက်မှာပြည်နယ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးတဲ့နောက်မွန်နိုင်ကျွန်းကျန်နေကတော့ကမ္ဘောဒီးယားနိုင်ငံကတစဉ်ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းတွင်ဆက်လက်ရွေးရှားနိုင်တဲ့ကြောင်း ECNWM တို့ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့တောင်တိုးပင်လယ်ကမွန်နိုင်နေကြောင်းမြန်မာနိုင်ငံအပေါ်ဘလို့တည်ရောက်မှုမှရှိနေတာမဟုတ်တော့ဘဲနဲ့အိုက်ကွန်မော်ရဲ့ကြိုတင်ခန့်မှန်းချက်ရာနိုဘာ28ရက်ဒီဇင်ဘာ3ရက်အထိ မြန်မာနိုင်ငံမှာမွေးရနိုင်မယ့်အခြေအနေလည်းမရှိပါဘူးမြန်မာကန်ဒီပင်လယ်ပြင်မှာတော့နိုဘာ29ရက်မှာလှိုင်းမြင့်ဆုံး3ပေကနေ4ပေကလေတိုင်းတုံးဟာတနအိကနေ15မိုင်ကနေ30မိုင်နှုန်းကရှိပါတယ် ARA တိုင်းမှာဒီဒီဘက်အတွင်ရွာသွန်းရရှိနိုင်တဲ့မွေးချိန်ကတော့ ARA တိုင်းမှာမွေးရသွန်းနိုင်မယ့်အခြေအနေလည်းမရှိပါဘူးအပူချိန်လေတိုင်းတုံးလေရုဆူတိုင်းစာမြေဆူလာဆူတိုင်းစာနဲ့လေရုညဉ့်ညံမှုအခြေအနေကတော့ ARA တိုင်းတွင်မှာနိုဘာ29ရက်ကနေဒီဇင်ဘာ3ရက်နေ့ထိအမြင့်ဆုံးပြင်းပြနေပူချိန်ကတော့29ဒီဂရီနဲ့အမြင့်ဆုံးညပူချိန်ကတော့7ဒီဂရီ ဒီရှိနိုင်ကခန်းစားရတဲ့အပူချိန်ကတော့37ဒီဂရီရှိပါတယ်။ AR တိုင်းမြောက်ပိုင်းကမြောက်အောင်မှာတော့အမြင့်ဆုံးနေ့ပူချိန်က29ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့18ဒီဂရီရှိနိုင်ကခန်းစားရတဲ့အပူချိန်ကတော့37ရှိပါတယ်။ ။အရာရီတိုင်းအလယ်ပိုင်းကကျောင်းကုန်ပန်းတနော်တနုပြူအတုံညောင်တုံစတဲ့မြို့တွေမှာတော့အမြင့်ဆုံးနေပူချိန်က28ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့18ဒီဂရီရှိနိုင်ကခန်းစားရတဲ့အပူချိန်တెంပရေချာကတော့37ဒီဂရီရှိပါတယ်။အရာရီတိုင်းရဲ့တောင်ဘက်မြို့ဝကျွန်းပေါ်ကာယိုဒန်းဒီကမြို့ရွာတွေမှာလည်းပဲအမြင့်ဆုံးနေပူချိန်28ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့18ဒီဂရီရှိနိုင်ကခန်းစားရတဲ့အပူချိန်ကတော့37ရှိပါမယ်။ ။ ERA တိုင်းအတွင်း၄ level ၄ခုစုထိုင်စာကတော့30ရာခိုင်နှုန်းရှိပြီးတော့ကြာဆင်းနိုင်ပြီးတော့မနက်ခင်းညနေညအချိန်တွေမှာတော့80ကနေ100ရာခိုင်နှုန်းတွင်ရှိပါတယ်။ ERA တိုင်းရဲ့ပြန်မြမြေစီလွားစုထိုင်စာကတော့မြောက်နယ်40စင်တီမီတာ16လက်မကမ်းမှာ29ရာခိုင်နှုန်းနဲ့မြောက်နယ်100စင်တီမီတာလက်မ40ကမ်းမှာ58ရာခိုင်နှုန်းကရှိပါတယ်။ ERA တိုင်းရဲ့ပြန်မြမြေစီလွားစုထိုင်စာကတော့မြောက်နယ်40စင်တီမီတာ အနောက်ဘက်ကံဝရန်ဒေတာတွေနဲ့မြဝကျော်ဘောကံဝရန်အနီးဒေတာတွေမှာတော့မြေစီလွာစုတိုင်းစာပုံတိုင်းပြီးတော့မြောက်နယ်40စင်တီမီတာ16လက်မကတ်မှာ80ရာခိုင်နှုန်းနဲ့မြောက်နယ်100စင်တီမီတာလက်မ40ကတ်မှာ85ရာခိုင်နှုန်းရှိပါတယ်။လေတို့ညဉ့်ညမ်းမှုအညွန့်ကဲ AQI ကတော့80ဝန်းကျင်ကတ်တာရှိနိုင်ပြီးတော့အန်ရရှိနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ဒီတစ်ပတ်အတွင်းအရှိတ်ဘက်နဲ့မြောက်ဘက်ရက်က နေ့စဉ်ပြန့်မြားလေတိုင်းတော့အများဆုံးတနာ yı 10မိုင်ကနေမိုင်20ခန့်ရှိနိုင်ပြီးတော့အနည်းဆုံးပြန့်မြားလေတိုင်းတော့ကတော့တနာ yı 9မိုင်နှုန်းခန့်ရှိပါတယ်ရှင်။ဆက်လက်ပြီးတော့လဲဆိုင်ကလုန်းမုန်တိုင်းဒီဝါအခြေအနေသတိပေးချက်17ကာကြီးခခွေ2025ကိုထုတ်ပြန်ပေးကြပါမယ်။1389ခုနှစ်ဒေါ်လာဆန်းရှိရ2025ခုနှစ်နိုဘာ29ရက်နေ့ထုတ်ပြန်တဲ့အချိန်မြန်မာစံတော်ချိန်2နာရီခွဲအချိန်မှာတော့ မြောက်အနောက်မြောက်အရက်ကိုရွေးရှားကတိရီလင်္ကာနိုင်ငံကိုစတင်ဖြတ်ကျော်ဝင်ရောက်တဲ့ရှိနေပါတဲ့အင်အားစင်းကတော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးတော့ဆိုင်ကလုန်းမြင့်ကတော့ဒီဝါဖြစ်ပါတယ်မြန်မာကရုဏကိုဥတီရွေးရှားနိုင်မဲ့အခြေအနေမရှိပါဘူးလက်ရှိမှာတော့အပွားရောင်အဆင့်သတ်မှတ်ပြီးတော့မျောလက်တီကျူ6.6ဒီဂရီနဲ့အရှိလောက်ကြည်ကျူ81.1ဒီဂရီရှိပြီးတော့တိရီလင်္ကာနိုင်ငံမိုနာဂရာခရိုင်မှာဖြစ်ပါတယ် အမြင့်ဆုံးနှစ်တိုင်နှုန်းကတော့တနအေကိုမိုင်40နှုန်းဖြစ်ပါတယ်။ဗဟိုချက်အလီတို့ခီယာကတော့1000နှစ်ဟက်တိုဘတ်စကဲနဲ့အမြင့်ဆုံးလေးတိုင်နှုန်းကတော့ဗဟိုချက်ကနေရှီမိုင်180ပတ်လည်ဖြစ်ပါတယ်။လာမယ့်48နှစ်အတွင်းတရီလင်ကနိုင်ငံကိုဆက်လက်ဖျက်ကျော်ပြီးတော့လာမယ့်82နှစ်အလွန်မှာတော့ဘင်္ဂလားပင်လယ်ကနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမဲနာဒူပြည်နယ်မြောက်ပိုင်းကမ်းခြေနီကိုရောက်ရှိပြီးတော့ပုံမအကောင်ပါမယ်။မြန်မာနိုင်ငံအပေါ်ကတော့အကျိုးသက်ရမှုမရှိပါဘူး။မြန်မာပင်လယ်ပြင်ပေါ်ကလည်းအကျိုးသက်ရမှုမရှိပါဘူး။ ဆက်လက်ပြီးတော့အားကောင်းသောမှုန်နိုင်ခဲ့တဲ့အမှတ်စဉ်36မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ2025ခုနှစ်နိုဘာ29ရက်နေ့မြန်မာစံတော်ချိန်မွန်တဲ7နိုင်ချိန်ထုတ်ပြန်ကြမှာတော့အားကောင်းသောမှုန်နိုင်ခဲ့ခြင်းတွေဟာဒီနေ့မြန်မာစံတော်ချိန်7နိုင်ခွဲချိန်တိုက်ထားချက်တွေရအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မလကာရင်းတဲ့ကြားမှာဖြစ်ပေါ်နေတဲ့စိုင်ကလုန်းမွန်နိုင်စိုင်ကလုန်းနစ်စတောင်ဆန်ရကတော့အရှေ့အရှေ့တောင်ဘက်ကိုရွေ့ရှားပြီးတော့အားကောင်းသောမှုန်နိုင်ခဲ့ဖြစ်အာရုံသွားခဲ့ပါရစေအဆိုပါအားကောင်းသောမှုန်နိုင်ခဲ့ကရမနိုင်ငံကော့တောင်ရဲ့ တောင်ဘက်ရေမိုင်380မိုင်ကမလေးရှားနိုင်ငံပီနန်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်120မိုင်ကအင်ဒိုနီးရှားနိုင်ငံကူတမတ်ကွာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်150မိုင်ကနဲ့အိန္ဒိယနိုင်ငံကာနီကိုဘာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်495မိုင်ကကွာပင်လယ်ပြင်ကိုဖော်ပြနေပါတယ်။အကောင်းသောမွန်နိုင်ငံရဲ့လက်ရှိအခြေအနေကတော့အဖွဲအောင်အဆင့်လို့သတ်မှတ်ထားပါတယ်။ အစောပိုင်းအကောင်းသောမွန်နိုင်ငယ်ကတော့မာဆန်တော်ချိန်စင်နာရီခွဲမှာမြောက်လက်တီယူ3.8ဒီဂရီနဲ့အရှင်းလောင်ကြီးကျူ69.2ဒီဂရီမှာတည်ရှိပြီးတော့ဗဟုချက်လေပီအားကတော့1000ဟာတ်ပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းကတော့တနအိုင်ကို35မိုင်ဖြစ်ပါတယ်။နောက်12နိုင်အတွင်းမှာတော့နောက်အကောင်းသောမွန်နိုင်ငယ်ကတော့နောက်12နိုင်အတွင်းမှာအရှင်းဘက်ကိုရွေးရှားပြီးတော့မွန်နိုင်ငယ်အဖြစ်အာရုံသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့နိုဘာ28ရက်တွင်မလို့သာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပင်နဲ့ပင်လယ်ပင်လယ်အော်ရမှာတိုင်တင်းတဲ့ကနေတည်လို့တတ်ပါရယ်။ပင်လယ်ပင်ခြေနေကတော့မာကန်ရန်တရှောင်းနယ်ကန်လုံးပင်လယ်ပင်မှာတစ်ခါတရံမူတက်လေပင်ကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မူတက်လေပင်ကြာရောက်စဉ်ရေပင်မြေပင်လေပင်ဟာရှေ့ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်ပါရယ်။ငိုးခြေနေကတော့မန္တလေးကတဝန်းလုံးမှာမူဝါယွနေပြီးတော့အများအပြားတိုက်ရပါမယ်။မြို့ခြေနေကတော့မန္တလေးကတဝန်းလုံးမှာမြို့ပြကြာစင်ပါမယ်ရှင်။